ဝိုင်းပြားစီနင်းတီခရီးသည်များအစဉ်ပြေစေရေးစစ်တမ်းကောင်းမီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝိုင်းပီအက်ရှင်များစီနေရှာမှာအသုံးပြုတဲ့ဝိုင်းပီအက်ကတ်တွေကိုမိုဘိုင်းမန်းနီနဲ့ငွေဖြည့်သွင်းနိုင်ဖို့ဆောင်ရွက်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝိုင်းယာတီစီမှတည်ရပါတယ် YPS ရှင်တို့ရဲ့အတွက်ငွေပေးချေမှုကိုငွေသားနဲ့တော်၎င်း YPS ကနဲ့တော်၎င်းပေးချေနိုင်ဖို့စီစဉ်ဆောင်ရွက်ထားရှိရာ YPS ကနဲ့ငွေပေးချေနိုင်မဲ့ငွေဖြတ်ဆက်တက်ဆင်ထားတဲ့ YPS ရှင်အစည်းအဝေးပေါင်း၄၀၀၀ကျော်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။ YTS ကငွေဖြည့်သွင်းမှုကိုမိုဘိုင်းမန်နီနဲ့ပါဖြည့်သွင်းနိုင်ဖို့ဆောင်ရွက်လျက်ရှိထားတဲ့ပို့လဲဆောင်ရွက်ပေးထားပြီး YTS ကငွေဖြည့်သွင်းခြင်းကိုလက်တလုံးမှ GNG Store ဆိုင်တွေနဲ့ YPS ကမှတ်တိုင်းတွေရှိ YPS ကငွေဖြည့်သွင်းရုံတွေမှာဖြည့်သွင်းနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ YPS ကငွေဖြည့်ဆက်တွေကို YPS ကငွေဖြည့်ဆက်တွေ YPS YPS က